ကဲတားတော့တမီးတို့တားတော့တမီးတို့ဆီယမ်မအေးစာလေးတစ်ပုဒ်ပေးလိုက်ခြင်းနဲ့အဖြစ်ချင်းဆုံးဘဝဆိုတဲ့စာရီစာကုန်းလေးတစ်ပုဒ်နော်ယောက်ျားလေးတွေကကြတော့ကျွန်တော်ပေါ့ကွယ်မိန်းကလေးတွေကကြတော့ကျမအဲ့ဒါလေးကိုအင်ရနေအပီးအောင်ရေးခဲ့ရမယ်မနေ့ကဆီယမ်မစစ်မယ်နော်ဆီယမ်မဘာလဲတာသေးဆိုကြတော့ကျွန်တော်တို့ရေကောင်းလားကျမတို့ရေကောင်းလား ရေးပေးပြီးမမကရေးနေလို့အားလုံးတော်ကြတော့တအားတို့နှစ်ယောက်လည်းထိုင်တော့မနေ့ကတော့ကဆီယမ်မပေးလိုက်တဲ့အေးစားတွေရောအားလုံးပြီးကြပြီလားပြီးပါပြီဆီယမ်မအေးပြီးတဲ့လူတွေအားလုံးစာအုပ်လာထားမပြီးတဲ့လူတွေရောအဖြစ်ပေးခံရမယ်နော် သမီးခိုးစစ်ဝေးရှင်းဆရာမဆရာမစီလာအောင်ခွဲဟုတ်ကဲ့ဆရာသမီးလေးဒီစာရေးစာကုန်လေးကိုသမီးလေးဘလို့စိတ်ကူးလေးနဲ့ရေးထားတယ်ဆိုဆရာမပြောပြပါလားဒီလိုပါဆရာမသမီးအဖေနဲ့အမေသမီးကိုယူဆိုင်ပါ ခွန်စင်ဝေသမီးခွန်စင်ဝေသမီးသမီးရေခွန်စင်ဝေအပြင်မှာသမီးနမည်ခေါ်တန်းကြားတယ်ဘယ်လိုလဲမသိထွက်ကြည့်လိုက်အောင်ဟုတ်ကဲ့ပဲလာပါပြီရှင်းစမ်းပါသမီးမမီရောခပြေလို့ရှိလားဟုတ်ကဲ့ရှင်းစမ်းအေးအဲမှာအေးသမီးလေးဖေးနေမိသမီးဆက်မလာရဲ့ ်ဟုတ်ဆင်မထိုင်ပါခင်ဗျဆင်မထိုင်ပါရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ကျမဟောရီယာသမီးလေးခွန်စင်ဝင်ရဲ့အတန်းမိုင်ဆရာမပါဟုတ်ဟုတ်ကဲ့ပါဆရာဝန်တော်ပါတယ်သမီးဆရာမဘုကော်ဖီတော့ပြောလိုက်တော့အေးမလုံးနဲ့ကျမကော်ဖီမကြိုက်တတ်ပါဘူးရှင်ကော်ဖီမဟုတ်ရင်လည်းအေးတောက်ပါအောင်ဩမတောက်တော့ပါဘူးရှင်အခုလေးတွေမိတ်ဆွေတူနဲ့လေအေးဆိုင်မှာအေးတောက်ပြီးတော့ဒီလိုလာခဲ့တာပါအားနာဆရာမလုံးဘူးတော့ဆရာတခုတော့တောက်ပါဩအားနာလို့မဟုတ်ပါဘူးရှင်ကျမတကယ်ကိုမတောက်နိုင်တော့လို့ပါ ဟိုဒါနဲ့ဆရာမလိုင်းကိစ္စအော်ဟုတ်ကဲ့ပြောပါမယ်ပြောပါမယ်တမီးလေးချင်းဆရာတမီးတကယ်ရစုနိုင်ရလေဒီရက်ကွက်ထဲမှာပဲနေတာမလားတမီးဒီရက်ကွက်ထဲမှာလေအေး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 အဲ့ဒါတမီးတကယ်ရစုနိုင်အောင်လေဒီစာကိုလေးသွားပေးရဲ့ဒီမှာတပါဆရာမလေးမှင်နေတားထားတဲ့ဟာလေးလေအဲ့ဒီဟာလေးအကုန်လုံးကိုတေးသေးချာချာဖြည့်ပေးပါလို့နော်ကြောင်းတက်တဲ့နေ့ကြမှာဆရာမဒီစာလေးအားလုံးကိုစစ်ပေးမယ်လို့ပြော เนาะတမီးလေးတော့တမီးလေးဒီကိုပြန်လာတဲ့ဒီဆီယမဒီအိမ်မှာရှိနေဦးမှာအေးအေးဆေးဆေးဖြစ်ဖြစ်လို့เนาะပါပို့လိုက်ရုံးပရဲ့ဆိုတော့လေအဖေရောအမေရောအိမ်မှာရှိမယ်ထင်လို့ကျမလာခဲ့တာပါတမီးလေးခွန်စင့်ဝေရဲ့အကြောင်းလေးကိုခေါရီယာအဖေနဲ့အမေနဲ့သိစေချင်လို့ကျမလာပြောပြတာပါဟုတ်ကဲ့ပါဆရာမဖះပါဗျာ တို့သမီးလေးကျောင်းမှာဘာများပေါက်ခရလုပ်ထားလို့လဲဆရာမ။ तू ဘာမှမဟုတ်တာမလုပ်ပါဘူးရှင်။သမီးလေးကလိမ်မာပါတယ်။ကျမပြောပြပါမယ်။မနေ့တုန်းကကျမရဲ့အတန်းသားတွေအားလုံးစာစီစာကုန်းလေးတစ်ပုဒ်အိမ်မှာရေးခဲ့ဖို့ကျမခိုင်းလိုက်ပါတယ်။ခေါင်းစဉ်လေးကတော့ကျွန်တော်ကျမတို့ရဲ့အဖြစ်ချင်းဆုံးဘဝဆိုတဲ့ခေါင်းစဉ်လေးနဲ့ပါ။သမီးလေးခွန်စင်ဝေကသူ့ရဲ့အဖြစ်ချင်းဆုံးဘဝလေးကို ဒီစောက်ထဲမှာရေးထားပါတယ်အဖေနဲ့အမေဖြစ်တဲ့လူကဖတ်ကြည့်ပါဦးရှင်